လူလတ်တော်အသွေးခေါ်ဆိုတာပါလေကျွန်တော်ရဲ့နေစဉ်ဘဝမှာမြဲစေကြားနေရမြင်နေရလက်ခံနေရတဲ့အချက်အလက်တွေအယူအဆတွေယုံကြည်မှုတွေဟာပန်းဝန်းကျင်ကနေလာတာပါလူအများစုဟာပေးလာတဲ့အရာကိုပဲပြန်လဲတုတ်ပြန်တက်ကြပါတယ်ဒီလိုပုံတိတ်ကားချက်တည်းအနေယုံထွက်ပြီးကိုပိုင်ညံနဲ့ကိုပိုင်စင်ချင်တုံတရားကိုအသုံးပြုဖို့လိုအပ်လာပါတယ် အဲ့ဒီလိုကိုပိုင်းစင်ချင်တုံတရားနဲ့အမိကိုကင်းကင်းသွေးခေါ်နိုင်စွမ်းကိုပဲလူလက်တော့အသွေးခေါ်လို့ခေါ်ဆိုပါတယ်လူလက်တဲ့အသွေးခေါ်ဆိုတာအများနဲ့စန့်ကျင်ပဲဖြစ်အောင်အတင်းကျပ်သွေးတာမဟုတ်ပါဘူးဒါအရာဝတ္ထုတွေရဲ့အနှစ်သာရအချက်လက်တွေရဲ့ခိုင်မာမှုနဲ့အယူဆတွေရဲ့မံကန်မှု ကိုယ်တိုင်စမ်းစစ်သုံးသပ်ဖို့ပေးအပ်ထားတဲ့ဉာဏ်ပညာရဲ့လူလက်ခွင့်ပဲဖြစ်ပါတယ်လူလက်တော့အသွေးခေါ်ဆိုတာရှင်းရှင်းလင်းလင်းပြောရရင်အဓိကအချက်၃ချက်နဲ့ပြည့်စုံရပါမယ် ပထမအချက်ကတော့မေခွန်ထုတ်ခြင်းဖြစ်ပါတယ်။လူတိုင်းလက်ခံထားတဲ့အရာကိုပေးထားတဲ့အဖြစ်ကိုသို့မဟုတ်လက်ရှိအခြေအနေကိုဒါပါကြောင့်ဒီလိုဖြစ်ရတယ်။တကယ်ပဲမန်ကန်ရဲ့လားဆိုရဲတသက်ရှိရှိမေခွန်ထုတ်ရဲတာကိုဆိုလိုပါတယ်။ဒုတိယအချက်ကတော့အထောက်ထားရှာဖွေခြင်းပါပဲ။ကိုယ်တိုင်မေခွန်ထုတ်ပြီးနောက်အဖြေကိုတခြားသူတွေရဲ့ပါဇက်ဖြားနေနားထောင်တာမျိုးမဟုတ်ပဲသူတည်တနာပြုတ်ခြင်းစာဖက်ခြင်း အချက်အလက်နိုင်ရှင်ချင်းတို့နဲ့အမှန်တရားကိုရှာဖွေရမှာဖြစ်ပါတယ်။တတိယအချက်ကတော့ဝေဖန်ပိုင်းခြားဆင်ခြင်ချင်းမှာပဲ။ရှာဖွေတွေ့ရှိထားတဲ့အထောက်အထားတွေကိုကိုယ့်ရဲ့စိတ်ခံစားမှု ကိုကြိုးစည်းပွားသို့မဟုတ်လူမှုဖြစ်အားရဲ့ရောချွေးမှုမရှိပဲမြတ်သားစွာနဲ့တိကျစွာသုံးသပ်နိုင်စွမ်းရှိဖို့လိုအပ်ပါတယ်။အများစုဟာမိမိရဲ့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မိဘဆရာသမားတွေရဲ့ဆုံးမမှုသို့မဟုတ်မီဒီယာတွေရဲ့လွမ်းမိုးမှုအောက်မှာတွေးခေါ်လေးရှိကြတယ် ဒီလိုတွေးခေါ်မှုဟာပုံမှန်အားဖြင့်လုံခြုံမှုပေးနိုင်ပေမဲ့စံတတီထွင်မှုနဲ့တိုးတက်မှုကိုတော့ဟန့်တားထားပါတယ်။လူတရားမှာတရက်ရောက်ကမှငါတို့လုံနေတဲ့ဒီနီလန်းကအကောင်းဆုံးနီလန်းဟုတ်ရဲ့လားလို့မေခွန်းမထုတ်ခဲ့ရင်ဘယ်ရားမှပြောင်းလဲလာမှာမဟုတ်ပါဘူး။ဒါကြောင့်လူလက်တော်အသွေးခေါ်ဆိုတာကိုယ့်ရဲ့ညာနာပိုင်းဆိုင်ရာ ကိုယ်တိုင်ပြန်လဲတာဝန်ယူလိုက်ခြင်းပဲဖြစ်ပါတယ်။လူလက်တဲ့အသွေးခေါ်ဘာကြောင့်အရေးကြီးတယ်လဲဆိုရင် ပထမဦးဆုံးကိုပိုင်ဘွားရဲ့အရေးအသွေးကိုမြင့်တင်ပေးလို့ပဲဖြစ်ပါတယ်။မိမိရဲ့ဆုံးဖြတ်ချက်တွေအလောက်ကန်ရှားပွေမှုတွေလူမှုဆက်ဆံရေးတွေဟာတခြားသူတယောက်ယောက်ကပုံသွင်းပေးထားတာမျိုးမဟုတ်ပဲကိုယ့်ရဲ့စင်ကျင်တုံတရားအနေပေါက်ဖွာလာတဲ့အတွက်ဘဝကိုပိုပြီးကျေနပ်မှုရှိစေပါတယ်။ဒုတိယအချက်ကတော့ဒီလိုအသွေးခေါ်မျိုးဟာလူဖွဲ့စည်းကိုတိုးတက်ဖို့မရှိမဖြစ်လိုအပ်ပါတယ်။ တမိုင်းတလျှောက်လုံးမှာတိုးတဲ့မှုအားလုံးနှိပါအများရဲ့သဘောထားကိုဆန့်ကျင်ပြီး ကိုယ်ပိုင်အသွေးနဲ့ရက်တီခဲ့သူတွေကြောင့်ဖြစ်လာတာကိုတွေ့ရပါတယ်။ဂါလီလေးအိုဟာကဘာလဲပတ်နေတယ်လို့ပြောခဲ့တာမာတင်လူတာကင်းကလူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်ခဲ့တာတွေအားလုံးဟာအများနဲ့မတူတဲ့အသွေးခော်တွေရဲ့ရလဒ်တွေပဲဖြစ်ပါတယ်။ဒီအသွေးခော်တွေကသာကျွန်တော်တို့ကိုခင်းနောက်ကြတဲ့အယူဆတွေနဲ့အမားရင်းရှိတဲ့အစင်လာတွေရဲ့ထောင်ချောက်တွေကနေလွမြောက်စီတာဖြစ်ပါတယ် ။တတိယအချက်ကတော့လက်စားခြင်းနဲ့လွမ်းမိုးခြင်းတို့မှကာကွယ်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ခေတ်ကာလတခြားလုံးမှာနိုင်ငံရေးသမားတွေစီးပွားရေးသမားတွေနဲ့မီဒီယာတွေဟာကျွန်တော်တို့ရဲ့အသွေးခေါ်ကိုလွမ်းမိုးဖို့အမြဲတမ်းကြိုးစားနေကြပါတယ်။တည်တင်းသူတွေဝါရဖြန့်ချင်မှုတွေဟာပေါများနေပါတယ်။လူလက်တဲ့အသွေးခေါ်ရှိမှသာပေးလာတဲ့အကြောင်းအရာတွေကိုချက်ချင်းမယုံကြည်ပဲ၎င်းတို့ရဲ့နောက်ွယ်ဟာရည်ရွယ်ချက်အကျိုးစီးပွားနဲ့အချက်လက်ခိုင်မာမှုကိုဆန်းစစ်နိုင်မှာဖြစ်ပါတယ်။ ဒါမှသာကျွန်တော်တို့ဟာအလွယ်တကူလက်စားခံရခြင်းအနေလွတ်မြောက်ပြီးကိုယ်ပိုင်အသိဉာဏ်နဲ့ရှင်သန်နိုင်မှာဖြစ်ပါတယ်။လွတ်လပ်တဲ့အသွေးခေါ်ဆိုတာမွေးရပါပါရမီတစ်ခုမဟုတ်ပါဘူး။ဒါလေ့ကျင့်ယူရမယ့်စွမ်းရည်တစ်ခုဖြစ်ပါတယ်။ပါရမဆုံးအနေနဲ့မိမိရဲ့အယူဆမတူတဲ့အမြင်တွေကိုနားထောင်နိုင်ရပါမယ်။လူတဘာဝအရမိမိနဲ့အမြင်တူတဲ့သူတွေမိမိနဲ့တက်ရတဲ့တည်င်းရင်းမြစ်တွေကိုသာရွေးချယ်ဖက်ရှုလေးရှိကြပါတယ်။ ီလိုလှုပ်ခြင်းဟာကိုယ့်ရဲ့အသွေးခေါ်ပေါင်းကျင်းမြောင်းစေပါတယ်။ဒါကြောင့်ကိုလုံးဝလက်မခံနိုင်တဲ့အယူအဆကိုအားမပေးတဲ့နိုင်ငံရဲ့အမြင်နဲ့စတဲ့ဆန့်ကျင်ဘက်အမြင်တွေကိုလည်းအချိန်ပေးပြီးလေးလေးစားစားဖက်ရှုနားတောင်ကြည့်တင်ပါတယ်။၎င်းတို့ဘာကြောင့်ဒီလိုသွေးခေါ်ရကြအောင်နားလည်အောင်စ조사ခြင်းအဖြစ်ကိုယ့်ရဲ့အမြင်ဟာပိုပြီးပြည့်စုံနိုင်ပါတယ်။ဒုတိယအနေနဲ့မိမိရဲ့ယုံကြည်ချက်တွေကိုကိုယ်တိုင်ပြန်လည်စိန်ခေါ်ရပါမယ်။အနစ်နဲ့အလတ်လာယုံကြည်လက်ခံလာခဲ့တဲ့အရာတစ်ခုခုကို ဒီယုံကြည်ချက်အတွက်ခိုင်မာတဲ့အထောက်အထားရှိရလားအခြားနည်းလမ်းနဲ့စဉ်းစားရင်ရောဘယ်လိုရှိနိုင်မလဲလို့မေခွန်းထုတ်ရဲဖို့လိုပါတယ်ကိုမားသွားမှမကြောက်ပါနဲ့မာယွန်းရဲ့ယုံကြည်ချက်ကို ပြင်ဆင်နိုင်ခြင်းဟာဉာဏ်ပညာရဲ့အမြင့်ဆုံးအောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။တတိယအနေနဲ့အချက်လက်ရဲ့နောက်ွယ်ဟာစိတ်ခံစားမှုတွေကိုပိုင်းခြားသက်ရပါမယ်။တည်င်းတွေကိုဖက်တဲ့အခါဒါအချက်လက်လားဒါမှမဟုတ်စာရေးသူရဲ့ခံစားချက်နဲ့အမြင်လားဆိုတာကိုခွဲခြားသိမြင်ဖို့အရေးကြီးပါတယ်။ ။ခိုင်မာတဲ့အထောက်အထားမပါပဲကျွန်တော်တို့ရဲ့ကြောက်ရွံ့မှုဒေါသတို့မဟုတ်ဝမ်းမြောက်မှုတွေကိုလှုပ်ဆော်ဖို့ရည်သားထားတဲ့စကလုံးတွေကိုတည်တည်ထောင်ရှားရပါမယ်။နောက်ဆုံးအနေနဲ့လွတ်လပ်သောအသွေးခေါ်ဆိုတာအသက်ရှင်တဲ့နေတဲ့လူသားတူးချင်းစီအတွက်အခွင့်အရေးနဲ့တာဝန်ပါပဲ။ဒါလွယ်ကူတဲ့လမ်းကြောင်းမဟုတ်ပါဘူး။တခါတည်းမှာလူဖွဲ့စီရဲ့အမြင်နဲ့ကွဲပြားနေတဲ့အတွက်တယောက်တည်းခံစားရနိုင်ပါတယ်။ ဒါပေမဲ့ဒီလိုခိုင်မာတဲ့ကိုပိုင်အသွေးခေါ်ပိုင်ဆိုင်မှသာလင်ကျွန်တော်တို့ဟာအခြားသူများရဲ့အယိတ်အဝါဒအောက်မှာရှင်သန်နေရတဲ့ဘဝမျိုးမဟုတ်ပဲမိမိကိုယ်ပိုင်ပုံရိပ်နဲ့မိမိကိုယ်ပိုင်ရွေးချယ်မှုတွေနဲ့လူလတ်တဲ့ဘဝတစ်ခုကိုပုံဖော်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မေခွန်းထုတ်ပါ၊ရှာဖွေပါ၊ပြီးတော့ကိုယ်ပိုင်စင်ချင်တုံတရားနဲ့ဆုံးဖြတ်ပါ။ဒါခေတ်တိကပါမှာကျွန်တော်တို့လိုက်နာစင်တုံတဲ့အရေးကြီးဆုံးစွမ်းရည်ပဲဖြစ်ပါတယ်။ ဒီနေ့အကြောင်းအရာလေးကနေလူလက်တဲ့အတွေးခေါ်တွေပိုင်းဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။ Channel လေးကို Subscribe လုပ်ထားပေးဖို့နဲ့ Video လေးကိုတဘောကြရင် Like လေးနှိပ်ခတ်ပေးပြီးကူညီပေးနိုင်ပါတယ်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်တွေပိုင်းဆိုင်နိုင်ကြပါစေခင်ဗျာ။